ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအောင်လည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Real Madrid အသင်းရဲ့နီးပြဟောင်းကြီးဖြစ်တဲ့ Zinedine Zidane ကနီးပြလောကတွေကိုသူတေချာပေါက်ပြန်လာမှာဖြစ်ပေမဲ့ပြည်သက်လူရေးစင်အသင်းရဲ့နီးပြရာထူးကိုသာစောင့်မျှော်လျက်ရှိကြောင်းဆိုထားတယ်ဒီကြောင်ကျွန်တော်နီးပြလုံးမှာဖြစ်တဲ့ဒါပေမဲ့အခုဒီဒီဒေးရှင်ပြီးတဲ့ 2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာပြင်သစ်အသင်းကိုကင်တွယ်ဖို့သာစောင့်မျှော်လျက်ရှိကြောင်းပြင်သစ်မီဒီယာတွေကဖော်ပြထားတာပါ2026ခုနှစ်အတွင်းမှာတောင်အမေရိကချန်ပီယံအာဂျင်တီးနားနဲ့ဥရောပချန်ပီယံစပိန်အသင်းတို့ရဲ့ဖီနာလီစီမာပွဲစဉ်ကိုကျင်းပဖို့ရည်ရွယ်ထားပြီးဖြစ်တယ်ဒါကမတ်လ27နဲ့23မှာတရရဲ့ကျင်းပဖို့ FIFA ကအတည်ပြုထားတယ်ဒါပေမဲ့အခုလောလောဆယ်မှာကွင်း၃ကွင်းကိုယာထားပြီးတော့ ာတာနိုင်ငံလူဆေးကွင်းပေါ့လေဒူဝါမျိုးကကမ္ဘာဖလားဖိုင်နယ်ကန်တဲ့လူဆေးကွင်းရဲ့လန်ဒန်မျိုးကပြီးခဲ့တဲ့2022တုန်းကကျင်းပခဲ့တဲ့ဝင်းဘလေးကွင်းကြီးနဲ့ဘာဆိုနာသင်းရဲ့ကွင်းသစ်ဖြစ်တဲ့ဒါ Spotify ကမ်နူရိုရဲ့၃ကွင်းကိုကျင်းပဖို့ရထားတယ်လို့ဆိုထားပါတယ်။အမီလီယာနို မာတီနက်စ်ကတော့တကယ်လို့များအာဂျင်တီးနားသားဝေါ်ကပ်မှာ back to back champion ဖြစ်ရင်ပွဲပီးတာနဲ့ပဲကစားမပွားအပီးတိုင်နားလိုက်ပဲလို့သူကကြေညာလိုက်တယ်။ ကရာမဘွားမှာကိုပါဘက်တူပဲရပြီးပြီကဘာဖလာရပြီးတဲ့နောက်ကဘာဖလာကိုပါဘက်တူပဲရရင်တော့ သူကရာမဘွားအားလုံးပြီးပြည့်စုံပြီးချက်ချင်းအနားယူလိုက်မှာဖြစ်တယ်လို့ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ဖက်ပေကတော့ဂျာဗီလွန်ဆိုဟာနီးပြကောင်းတယောက်ဖြစ်ပြီးမက်ဒရစ်အသင်းမှာအောင်မြင်မဲ့သူတစ်ယောက်လို့ချီးကျူးလိုက်တယ်ကျွန်တော်ကရာမဘွားတဲကသူ့အကြောင်းကိုကောင်းကောင်းသိတယ် မတွေ့အသင်းမှာသူရေသွေးရှိတဲ့ဒီပြယာဘူးကိုတာဝန်ယူနိုင်မှာဖြစ်ပြီးသူ့အတွက် challenge တစ်ခုဖြစ်တဲ့ Real Madrid ဟာအမြဲတမ်း demanding လုပ်တဲ့ club ဖြစ်ပေမဲ့သူဒီပြဿနာတွေကာလုံးကိုကြော်ဖြတ်နိုင်မှာဖြစ်ပြီး Bayer Leverkusen မှာလည်းသူပြသခဲ့ပြီးဖြစ်တယ်လို့သူ့ရဲ့အသင်းပေါ်ဟောင်းကိုချီးကျူးလိုက်ပါတယ်။ဂျူပါလင်ကန်ကတော့အခု Real Madrid အသင်းကသူ့ပေါ်ကိုပွဲထွက်ခွင့်မပေးဘဲအလွန်ဆိုရဲ့ဆုံးဖြတ်ချက်တွေနဲ့ပွဲထွက်ဆင်းပေါ်ကိုစိတ်ပြက်လျက်ရှိတယ်။ဒါအခုလောဆယ်အလွန်ဆိုကိုတိုင်က ချူပါလင်ကန်ရဲ့ပွဲထွက်ခွင့်အတွက်ဘယ်နေရာဟာသူ့အသင့်တော်ဆုံးဖြစ်မလဲအာတာကူလာရဲ့ခြေစွမ်းပြမှုကြောင့်လဲဂျူကာအိုက်ပေါ်ကိုစိတ်ပြက်လျက်ရှိကြောင်းဆိုပါတယ်ဘာဆိုနာသင်းရဲ့ကွင်းလေကစားမှာဒန်နီအော်မိုတယောက်စပိန်ကဒန်ယာကြောင့်ပဲအခုလက်ရှိမှာဂျီရိုနာနဲ့ပွဲလွဲချော်မှာဖြစ်တယ်ရာဖီညာကလည်းဒီပွဲကိုလွဲချော်မယ်ကြောင်းအတည်ပြုပြီးတော့အခုလက်ရှိမှာ ဂျီရိုနာနဲ့ပွဲမှာဒန်နီအော်မိုပါလွဲချော်မှာဖြစ်ကြောင်းအတည်ပြုထားပါတယ်ရောဘတ်လီဗန်ဒေါစကီကတော့ကလပ်သင်းကသူ့ကိုဆက်သွယ်ထားပြီးဝေယာတီမှာလူငယ်တိုက်စစ်မှုတစ်ယောက်ကိုအစားထိုးတော့မဲ့အကြောင်းအတည်ပြုထားပြီး ်ဘာဆိုနာဟာလူငယ်တိုက်စစ်မှုတယောက်ကိုရှာဖွေနေတာကိုသူတည်ထားပြီးဖြစ်တဲ့အတွက်နွေရာသီမှာလမ်းခွဲသွားဖို့အသင့်ဖြစ်နေပြီလို့ဖော်ပြထားလို့သူဘက်ကတော့ကလပ်မှာဆက်နေခြင်းပေမဲ့ကလပ်သင်းနဲ့သူလမ်းခွဲမှုအချိန်ကြာရောက်တော့မှဖြစ်တယ်လို့ဆိုပါတယ်။ဘိုင်မြူနစ်သင်းရဲ့အဓိကကစားမဖြစ်တဲ့ဂျမားမူဆီယာလာနဲ့အဖွန်ဆိုဒေးဗစ်တို့နှစ်ယောက်တန်ရာကဖြည်းဖြည်းချင်းတတ်တာလာပြီးမကြမီဘိုင်ယန်တို့ကစားပေးနိုင်တော့မှာပါ။ဒီနှစ်ယောက်လုံးကတော့လာမယ့် International Break အပီးပေါ့လေဒါအခုနိုဝင်ဘာအပီးဇန်နဝ ဇန်နဝါရီကာလမတိုင်ခင်မှာပြန်လာဖို့မျှော်လင့်ထားကြတယ်လို့ဆိုပါတယ်ဘရီရှတ်တော့မတ်ရဲ့တိုက်စစ်မှုစာဟုဂီရာစီကဒန်ယာကနေပြန်လာတဲ့အတွက်ကြောင့်ဘိုင်မြူနစ်သင်းနဲ့ကံမဲ့ပွဲစဉ်ကိုလွဲချော်ပွဲရှိတယ်သူရဲ့ဒန်ယာပြဿနာကအင်တာနက်ရှင်နယ်ပရင်ဒန်ယာမှာရရှိခဲ့ပြီးတော့အနည်းငယ်ဒန်ယာရရှိခဲ့တာဖြစ်ပေမဲ့ ဒေါမန်နဲ့ဘိုင်မြူနစ်ရဲ့ပွဲကိုလွဲချော်နိုင်ပွဲရှိကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့လက်ရှိအင်တာမီလန်အသင်းရဲ့အသင်းပိုင်ရှင်ဖြစ်သူတွေကတော့ဆန်စီရိုကွင်းကြီးကိုဖျက်ပြီးတဲ့အချိန်မှာသူတို့အနေနဲ့ကွင်းသစ်အတွက်ပိတ်သက်9000ကျွဲလောက်သာသူတို့ဘက်ကအလိုရှိပြီး9000နဲ့6000ကြာကွင်းသစ်ကသူတို့အတွက်အကောင်းဆုံးဖြစ်မယ်လို့ဆိုထားတယ်။မီလန်ကောင်စီက AC မီလန်နဲ့အင်တာမီလန်ပိုင်ဆိုင်ထားတဲ့ဆန်စီရိုကွင်းကြီးကို ပေါင်198တန်းနဲ့ရောင်းထုတ်ပြီးတော့ဒီနေရာကိုကွင်းသစ်ဆောက်ဖို့အတည်ပြုထားပြီးဖြစ်တယ်။ချယ်ဆီသင်းကတော့အခုလက်ရှိမှာ RB Leipzig ရဲ့နောက်ခံကစားမ Castello Lucca ကိုချဉ်းကပ်လျက်ရှိတယ်။ မန်ယူနိုက်တက်လည်းသဘောကျတယ်ချဲလ်စီလည်းသဘောကျတယ်လီဗာပူးလည်းသဘောကျတယ်လိုက်ဆက်ရဲ့အသက်22နှစ်အရွယ်ရှိတဲ့ပြင်သစ်နောက်ခံကစားသမားကိုသူတို့ကယူရိုတန်း60လောက်နဲ့စိတ်ဝင်စားလျက်ရှိတယ်ချဲလ်စီအနေနဲ့လီဗိုက်ခိုးဝဲတန်ရနေသည့်တိုင်အောင်သူတို့ဘက်ကခန်းစစ်ပိုင်းနဲ့ပတ်သက်လို့တော့လက်တလောလက်ရှိဆန္ဒပတ်တွေပေါ်ယုံကြည်နေစေ ဖြစ်တယ်ဒါအခုနီးပြအန်ဇိုမာရက်စကာကသူတို့ရဲ့ဘူနောက်ခံလူတာဂက်ဟာနွေရာသီမှဖြစ်မှဖြစ်ပြီးတော့အခုလောလောဆယ်မှာတော့ ခန်းစစ်ကစားမတွေရဲ့အခြေအနေရ short ဖြစ်နေတဲ့အတိုင်းအောင်သူတို့ရဲ့ခန်းစစ်ကို manage လုပ်နိုင်မယ်ရှိတယ်လို့ဆိုပါတယ်။ Chelsea သင်းကအခုလောလောဆယ်အနေထားရ Tyree Josh ကိုအငားချမှာပါ။အခုလက်ရှိမှာလူရသည်မှာအသင်းကထွက်ဖို့တေချာသွားပြီးမှပြန်ရောက်လာတဲ့ Tyree Josh နဲ့ Mark Guru နှစ်ယောက်စလုံးကိုစောင်းရသည်မှာပြန်လည်ထွက်ခွာဝင်ပေးမှာဖြစ်တယ်။အဓိကက Lien Delap ပြန်လာဖို့ရှိတဲ့အတွက် Chelsea ကဒီသားမလေးတွေကိုထွက်ခွာဝင်ပေးတော့မှာဖြစ်တယ်။ ပီယရိုဟင်ကပီကအာစနယ်ရဲ့ပထမကစားမဘွားမှာပဲအင်ဂျူရီတွေများစွာဖြစ်နေတဲ့အချိန်မှာအသင်းနီးပြားကတော့သူ့ရဲ့ဒဏ်ရာကတောင်အမေရိကပွဲစဉ်တွေကရရှိထားတာဖြစ်တဲ့အတွက်သူတို့ဘက်ကသတိထားပြီးတော့ဒီစားပါရဲ့ကြံ့ခိုင်မှုတွေတီချပြင်ဆင်ထားတယ်လို့ဆိုပါတယ်။အာစနယ်သင်းရဲ့နီးပြမီကယ်အာတီတာနဲ့ကစားမဖြည့်တင်မှုကိုအလန်ရှီယာကထောက်ပြပြီး ဒီအတီဟာမိခဲအာတီတာတယောက်မဖြစ်မနေကစားမအောင်မြင်မှုရဖို့လိုအပ်ကြောင်းနဲ့ဒုတိယနေရာကသူတို့ကမလုံလောက်တော့ဘူးလို့ဆိုပါတယ်တစ်ဖက်မှာတော့အာစနယ်အသင်းကဒါသူတို့အသင်းရဲ့ကစားမတွေဖြစ်တဲ့ပကယူဆက်ကနောက်တစ်ဖက်ကမာတင်အိုဒီကအပါဝင်ကစားမဂျူလီယန်တင်ပါနဲ့ရွာယာတို့အားလုံးကို ဒပြိုင်နဲ့တက်တန်းထတ်တိုးနိုင်ဖို့အနည်းဆက်ဆုံးရှိနေကြောင်းဆိုထားပါတယ်။ Tottenham Hotspur အသင်းကလည်းအခုလက်ရှိမှာအသက်16နှစ်ပဲရှိတဲ့ Nigeria လူငယ်ကစားမဖြစ်တဲ့ Sandi Suleiman ဆိုတဲ့ကစားမလေးပေါ့လေ။ဒါက Slovenian club ဖြစ်တဲ့ AC Thamsing ဆိုတဲ့အသင်းကကစားမလေးကို Spa ကစောင့်ကြည့်နေပြီးတော့ဒီကစားမလေးကိုခေါ်ချင်နေတဲ့ကြောင်းဖော်ပြထားပါတယ်။ Tottenham Hotspur အသင်းရဲ့နီးပြ Thomas Frank ကစောင့်ရသည်မှာတိုက်စစ်မှုတစ်ယောက်လောက်ခွင့်ပေးဖို့အသင်းကိုတောင်းဆိုထားသလို ဘရန်ဖိုကာချာတီရဲ့အရင်တိုက်စစ်မှုဟောင်းအိုင်ဗန်ထိုနီတို့နှစ်ယောက်ကိုခေါ်ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်စပါတင်နေနဲ့နောက်ခံလူတယောက်လည်းထပ်မံအားပြေးပေးဖို့ထိုလို့ရှိနေပြီးတော့သူတို့ဘက်ကဘန်ဒေးဗစ်အနားယူသွားတဲ့အခါဒီနေရာအတွက်တယောက်မဖြစ်မနေခေါ်ယူဖို့လိုအပ်ကြောင်းဆိုထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကခရစ်စတယ်ပေးလစ်ရဲ့ကွင်းလက်ကစားပါအဒမ်ဝါဒါကိုပေါင်တန်း60နဲ့ဇန်နဝါရီကာလမှာခေါ်ယူဖို့ဆန္ဒရှိနေတယ်။အဒမ်ဝါဒါကိုသူတို့ဘက်ကဆန္ဒရှိပြီးခေါ်ယူဖို့ကြိုးပမ်းနေပြီးတော့ တန်း60လောက်ကလုံလောက်မယ်လို့ထင်ပြီးဇန်နဝါရီမှာခေါ်ဖို့ကြိုးပမ်းနေတာပါ Harry Maguire ကလည်းတပတ်ကို9သိန်းလောက်ရတဲ့လုံခလာစာနဲ့ Sorry Club သင်းတွေကသူ့ကိုကမ်းလှမ်းထားပြီးတိုင်အောင်သူကပယ်ချပြီး Man United အသင်းမှာဆက်ရှိမယ်လို့ဆိုထားပြီးတော့ဒါ United နဲ့စာချုပ်သစ်ကိုစောင့်မျှော်လည်ရှိပါတယ် Man United အသင်းကအခုပွဲထွက်ကွင်းမရတဲ့ Kobe Mainu ရော Now Joshua Sexy ရောနှစ်ယောက်စလုံး January မှာထွက်မှာပါနှစ်ယောက်စလုံးကအသင်းသစ်ကိုရှာဖွေနေပြီးတော့ 2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကြီးဝင်ကွင်းရဖို့အတွက်သူတို့ဘက်ကအသင်းတစ်ကိုရှာဖွေပြီးတော့ကစားကွင်းရမယ့်အသင်းကိုရှာဖွေချင်နေတာဖြစ်တယ်တူတကီကလပ်အသင်းကတော့အခုလက်ရှိမှာ Man United အသင်းရဲ့နောက်ခံလူ Tyler Blasia ကိုချဉ်းကပ်ထားတယ်အသက်26နှစ်ရွယ်ရှိတဲ့ Netherlands ကစားမကို Galatasaray အသင်းကခေါ်ချင်နေတယ်ဒီစားမကဒီနွေရာသီတုန်းကကလပ်ကထွက်ဖို့နှိစက်တယ် လာလီဂါကလပ်အချီနဲ့စကားပြောပြီးမှပြက်ပြဲခဲ့တာဖြစ်ပြီးတော့အခုလောလောဆယ်မှာကလာဆာရီကစောင်းရာတီမှာမလာရှားကိုခေါ်ဖို့ကြိုးပမ်းနေတာပါ။နော်ဝေးလမင်းစင်အသင်းကနယူးဇီလန်နဲ့ခြေစမ်းပွဲအင်္ဂါနေ့ကစားဖို့ရှိပေမဲ့အယ်လင်ဟာလန်ကိုအနာပေးဖို့ဆုံးဖြတ်ပြီးတော့မန်စီးတီးသင်းကိုဆင်လွတ်လိုက်ပါပြီ။ဆိုတော့ဟာလန်ကအခုမန်ချက်စတာစီးတီးကိုပြန်ပြီးတော့အနာယူခွင့်ရရှိမှာဖြစ်ကြောင်းနော်ဝေးနီးပြားကအတည်ပြုထားပါတယ်။မန်ချက်စတာစီးတီးဘက်ကပြင်သစ်ကလပ်လီယွန်ရဲ့တောင်ပံကစားမှာဖြစ်တဲ့မာလီဖိုဖာနာကို ဂျိုးပိုင်ခဲ့တဲ့အကြောင်းသူကဝန်ခံခဲ့တယ်။အသက်20ရွယ်ရှိတဲ့ဒီဇာမာလီကနူယာတီတုံးကမန်စီးတီးနဲ့စကားပြောဆိုခဲ့ပြီးမန်စီးတီးဘက်ကသူတို့ဆာဗင်းယိုကိုအယောင်းဝယ်မဖြစ်ခဲ့တဲ့အတွက်အပြောင်းအရွှေ့ပြက်ပြယ်ခဲ့ပေမဲ့တချို့ပြန်ဂျိုးပန်းနေကြောင်းဆိုထားပါတယ်။ နာပိုလီသင်းကလည်းအခုမန်စီးတီးရဲ့နောက်ခံကစားမဖြစ်တဲ့မတ္တီးယပ်နူးနက်ကိုချဉ်ကပ်နေပါတယ်အဓိကကနာပိုလီကဒီစားမကိုသဘောကျပြီးသူတို့အသင်းရဲ့အသင်းကောင်းဆောင်ဒီလော်ရန်ဇိုနေရာမှာအစားထိုးချင်နေတာဖြစ်တယ်။ယာဂန်ကလော့ကတော့ဖရွန်နဗတ်ကမကြမီသူ့ရဲ့အရေးသွေးတွေအားလုံးကိုပြန်လည်ပြနိုင်နိုင်မှာဖြစ်တယ်လို့ချီးကျူးလိုက်ပါတယ်။ဒီစားမလေးယုံကန်ရပါပေမဲ့ ေကြာပေါက်လီဗာပူးအတွက်လီဗာကူဆင်မှာကစားခဲ့တဲ့ခြေစွမ်းမျိုးပြတ်တာနိုင်လိမ့်မယ်လို့သူကဆိုပါတယ်။အာလဆင်ဘကာကတကောက်ကျိုးတန်ရာကြောင့်အနာယူရကနေနိုဝင်ဘာ International Break ပြီးမှပဲပြန်လာနိုင်မှာဖြစ်ကြောင်းဆိုထားတယ်။ 6ပတ်လောက်အနားယူပွဲရှိပြီးတော့အာလစစ်အနေနဲ့အချိန်တိုင်းတာတို့ထိထပ်ပြီးနားရမှာဖြစ်ကြောင်းကလပ်ဘက်ကကြေညာထားပါတယ်ခရစ်စတယ်ပဲလစ်သင်းရဲ့ဩခရာဖြစ်တဲ့စတီဖာရစ်ကနီးပြအိုလီဗာဂလက်စနာကိုသက်တမ်းတိုးဖို့ဆွေးနွေးနေတာမှန်ကန်ကြောင်းအတည်ပြုလိုက်တယ်မကြာမီမှာသက်တမ်းထပ်တိုးနိုင်မှာဖြစ်ပြီးတော့အိုလီဗာဂလက်စနာကိုထွက်ခွာခွင့်ပေးမှာမဟုတ်ဘဲနဲ့ဒီအသင်းမှာပဲဆက်ထားသွားမှာဖြစ်တယ်လို့ဆိုပါတယ်ဖော်ရက်စ်ကလည်းအခုလက်ရှိမှာရာဖေဘနီတက်စ်ကိုသူ့ရဲ့နီးပြဖြစ်ဖို့ခန့်အပ်ဖို့စဉ်းစားလ လည်းရှိတယ်။ Rafael Benitez ကလီဗာပူးတဲမှာတာဝန်ယူဘူးတယ်။ Chelsea မှာတာဝန်ယူပြီးတော့သူကလည်းတစ်ချိန်ချိန်မှာ Premier League ကိုပြန်လာခြင်းတယ်ဆိုတဲ့စကားကြောင့် Northern Forest ရဲ့ပိုင်ရှင်ကတွေ့ကြုံရှိတဲ့ Rafi Benitez ကိုသူတို့ရဲ့နီးပြအသစ်ဖြစ်ခန့်ကျင်ရပါ Newcastle United က Forest ရဲ့ Axa Driver ဖြစ်တဲ့ Ross Wilson ကိုသူတို့ရဲ့ Axa Driver ဖြစ်ခန့်လိုက်ပါတယ် Newcastle ကလည်းသူတို့အသင်းရဲ့ Axa Driver ယာရု12 Forest ရဲ့ Axa Driver ကိုခေါ်ယူခဲ့ပြီးမှလာမယ့်နေရာဒီမှာကြော်ဆောင်ရာဒီမှာရော transfer အပြောင်းရွှေ့တွက်အတင်းပိုင်ရှင်ဒီရှိကနေငွေကြီးရအောင်သူတို့ဘက်ကစွမ်းဆောင်တော့မှဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါရီကစေဝန်စားစရာနောက်ဆုံးရအားကြတဲ့ပါအလိုချေးတို့ပါတယ်။